အားလုံးမင်္ဂလာပါကမ္ဘာပထဝီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့သတင်းအများစုကိုကျွန်တော်ဒီနေ့ဒီနေရာကနေပြီးတော့တင်ဆက်ပေးကြပါမယ်ပထမဆုံးသတင်းအနေနဲ့အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မှာရှိတဲ့သမ္မတအင်ဖြူတော်ကိုဈေးဝင်ကြီးချုပ်နေတန်ယာဟုရောက်ရှိလာပါတယ်ခင်ဗျ၎င်းရောက်ရှိလာပြီးသိမကြခင်မှာပဲအမေရိကန်သမ္မတထရန့်နဲ့၎င်းတို့ပူးပေါင်းပြီးတော့ဂါဇာကမ်းရောင်နဲ့ပတ်သက်ပြီးတော့အချက်20ထုတ်ပြန်ကြေညာခဲ့ပါတယ်ဒီအချက်20က ဒီဂါဇာကမ်းပြောင်ထဲမှာရှိတဲ့ဟာမတ်တပ်ဖွဲ့များနဲ့ဒီအစေးဇီယွန်ဝါဒီ IDF စစ်တပ်ကြားမှာ52နာရီအတွင်းအပစ်ခတ်ရပ်ဆဲရမယ်။နောက်ထပ်ကျွန်တော်တို့အပစ်ခတ်ရပ်ဆဲပြီးတာနဲ့တပြိုင်နက်ဟာမတ်တပ်ဖွဲ့အနေနဲ့၎င်းတို့ဖမ်းဆီးထားတဲ့အစေးလူမျိုးတစားကန်တွေကိုအသက်ရှင်ကျန်သေးတဲ့တစားကန်တွေကိုအလုံးစုံပြန်လွှတ်ပေးရမယ်။အားလုံးပြန်လွှတ်ပေးရမယ်။နောက်ထပ်ဒီ၎င်းတို့လက်ထဲမှာပဲတေဆုံးသွားတဲ့ရုပ်အလောင်းတွေရှိခဲ့တယ်ဆိုရင်အဲရုပ်အလောင်းတွေပါပြန်ပေးရမယ်။လွှဲပြောင်းပေးရမယ်။ အလားတူပဲအစည်း idea စစ်တပ်ဘက်ကနေပြီးတော့၎င်းတို့အော်တိုဘာလ9ရက်နေ့ကနေပြီးတော့ဖမ်းဆီးထားတဲ့ပါလက်စတီးအရတားပြည်သူကလေးသူငယ်အပါအဝင်ပေါ့အမျိုးသားအမျိုးသမီးစုစုပေါင်း1900ကိုအစည်း idea စစ်တပ်ဘက်ကနေပြီးတော့လွှတ်ပေးမည်ဖြစ်ကြောင်းပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီတက်တက်ကျွန်းကြထားတဲ့နိုင်ငံရေးအကျဉ်းသားတွေပေါ့ဒီအကျဉ်းသားတွေကိုလည်းအဲစုစုပေါင်း250ကျော်ကိုလွှတ်ပေးမည်ဖြစ်ကြောင်းဒါနှစ်ဖက်ညီညီနိုင်နိုင်ဆောင်ရွက်ဖို့ဆိုပြီးတော့ထုတ်ပြန်ခဲ့တဲ့ဒီကြေညာချက်ပေါ့ နောက်ထပ်ကျွန်တော်တို့ဒီဂါဇာကမ်းရောင်ထဲမှာဒီပြန်လည်မုံမြန်ရေးနဲ့တိဆောက်ရေးကိုဦးစားပေးပြီးတော့အမေရိကန်သမ္မတထရန့်ကအာပြုလုပ်သွားမှာဖြစ်တယ်လို့လည်းပြောကြားခဲ့တယ်။အဲနောက်တစ်ချက်ကဘာလဲဆိုတော့ဒီဂါဇာကမ်းရောင်ထဲမှာရှိတဲ့ဟာမတ်လက်နက်ကိုဖျက်သိမ်းရမယ်။အဲဒီစည်းကမ်းချက်ကိုလိုက်နာရမယ်။ဟာမတ်ကိုလည်းလက်နက်ကိုဖျက်သိမ်းရမယ်။အစည်းအနေနဲ့လည်းဂါဇာကမ်းရောင်ထဲမှာရှိတဲ့နေမြေတွေကိုတိုးချဲ့နေတာအလုံးစုံရပ်တန့်တာ။ အလုံးစုံရပ်တန့်လာမယ်ဒီဂါဇာကမ်းကြောင်တွေကိုအမေရိကန်အပါအဝင်အစည်းတက်ဖွဲ့လည်းဆက်လက်ရှိနေမယ်အမေရိကန်လည်းအမေရိကန်စစ်တပ်လည်းဒီထဲမှာထားထားမယ်နောက်ထပ်ကုလသမဂ္ဂ UN တပ်တွေကိုလည်းဒီထဲမှာထားထားမယ်တပ်ပေါင်းစုကိုဂါဇာကမ်းကြောင်တွေမှာထားပြီးတော့ဒီနယ်မြေစိုးမိုးရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းသွားမှာဖြစ်တယ်လို့၎င်းတို့ကပြောကြားခဲ့တယ်နောက်တစ်ချက်ကပါလဲဆိုတော့ဒီဟာမတ်ရဲ့ဒီလက်နက်ကိုဖျက်သိမ်းပြီးရတဲ့ကြိုင်နဲ့ဟာမတ်အနေနဲ့ဂါဇာကမ်းကြောင်တွေမှာဆက်ပြီးနေထိုင်ခွင့် ရှိတယ်တကယ်လို့ဒီလက်နက်ကိုမဖြတ်သိမ်းဘဲနဲ့တခြားနိုင်ငံကိုရွှေ့ပြောင်းပြီးနေထိုင်မယ်ဆိုလဲနေထိုင်လို့ရကြောင်းထုတ်ပြန်ထားတယ်နောက်တစ်ခုကကျွန်တော်တို့ဟာမတ်ရဲ့ဒီဥမင်လိုင်းကောင်း85ရာခိုင်နှုန်းလောက်ကျန်ရှိနေသေးတယ်ဒါကိုအစည်းကမတိုက်ခိုက်နိုင်သေးဘူးเนาะဒါကိုအစည်း iOS စစ်တပ်ရော idea စစ်တပ်ရောကဝင်ရောက်ပြီးစီးနင်းတိုက်ခိုက်တာမျိုးတွေမပြုတ်လုံနိုင်သေးဘူးအဲ့ဒီ85ရာခိုင်နှုန်းကိုအလုံးစုံအမေရိကန်ကနေပြီးတော့ဖျက်ဆီးပစ်ဖို့အတွက်ပြောကြားခဲ့တယ်เนาะဒီအချက်ထဲမှာဒီအချက်20ထဲမှာပါရှိခဲ့တယ်เนาะ နောက်ထပ်ပါလဲဆိုတော့ဒီဂါဇာကမ်းကြောင်လေးကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခန်းကဏ္ဍအကူအညီတွေအဝတ်အစားပေါ့စေဝါနော်73စီနောက်ထပ်ဒီပြန်လဲထူထောင်ရေးမွမ်းမံရေးအင်ကြီးဘာညာအကုန်ပေါ့ဗျာနော်အဲ့ဒါတွေဝင်ရောက်ဖို့နော်အဲဝင်ရောက်ပြီးတော့လူသားချင်းစာနာထောက်ထားမှုတွေပေးကမ်းဖို့နော်ဒါကဘာကိုခွင့်ပြုလိုက်ပြီဆိုတဲ့ပုံစံမျိုးအချက်ပါရှိထားတယ် နောက်ထပ်ပါလဲဆိုတော့ဒီဂါဇာကမ်းကြောင်ထဲမှာလက်ရှိရှိနေတဲ့ဒီအနောက်ဘက်ကမ်းထဲမှာလက်ရှိရှိနေတဲ့ဒီအာနာယပါတီတခုဖြစ်တဲ့လက်နက်ကင်ပါတီဝင်တခုဖြစ်တဲ့ PA ဆိုတဲ့ဒီဂါဇာပါလက်စတီးအာနာအာနာပိုင်အဖွဲ့အစည်းတခုရှိတယ်ဒီအာနာပိုင်အဖွဲ့အစည်းကိုအဲဒီအမေရိကန်ဒီ UN ဒီအစည်းတပ်ပေါင်းစုကြီးက တင်တန်းတွေပို့ချမယ်ပို့ချပြီးတော့ဒီဂါဇာကမ်းကြောင်ကြီးနေကြီးငင်းချမ်းပြီးတော့တင်ငင်အေဂျန့်သွားပြီဆိုတဲ့ပြိုင်နဲ့ဒီအာနာပိုင်ပါလက်စတီးအာနာပိုင်အဖွဲ့အစည်းဖြစ်တဲ့ PAT ခံကိုအာနာကိုလွှဲပြောင်းပြီးတော့ဒီတက်တွေအကုန်လုံးအလုံးစုံကပြန်လဲဆုတ်ခွာသွားမယ်ဆိုတဲ့သဘောမျိုးအချက်လဲပါရှိထားတယ်ဒီဂါဇာကမ်းကြောင်ကိုအထူးစီမံကိန်းစုံပေါ့နော်အဲနောက်ပြောင်ပြန်လဲတီထောင်ရေးနဲ့မုံမှန်ရေးစီးပွားရေးစုံအဖြစ်သတ်မှတ်သွားမှာဖြစ်တယ် နောက်ထပ်တစ်ချက်ကပါလဲဆိုတော့ဒီဂါဇာကမ်းမြောင်ကဒီစစ်မဲ့ဇုံဘေကင်းဇုံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခန်းကဏ္ဍတွေကြီးပဲရောက်ရှိမဲ့နေရာဒေသတစ်ခုဖြစ်တယ်ဆိုပြီးတော့ဒီအချက်20ဒီအမေရိကန်ပြည်အောင်စု Washington DC မှာရှိတဲ့တမန်အင်ဖြူဘောကနေထုတ်ပြန်ခဲ့ဒီထုတ်ပြန်ချက်ကိုအစည်းအဝေးကြီးချုပ်နေတန်ယာဟုကလက်ခံခဲ့တယ်ခင်ဗျ၎င်းလက်ခံခဲ့တဲ့ပုံစံကဘယ်လိုပုံစံမျိုးလဲဆိုတော့ ကျွန်တော်တို့ Israel idea စစ်တပ်ကဂါဇာကမ်းကြောင်ထဲမှာအချိန်မီွေးရှိနေမှာဖြစ်တယ်။အဲနောက်ပြီးတော့ဒီဂါဇာကမ်းကြောင်ထဲမှာရှိတဲ့ဒီ PA ဆိုတဲ့ဒီဒီအနာပိုင်အဖွဲ့အစည်းနဲ့ကျွန်တော်တို့နဲ့စကားပြောမယ်ဆိုရင်လည်းအမေရိကန်ကကြားခံပြီးတော့အဲစကားပြောဆိုသွားမှာဖြစ်တယ်။ဆွေးနွေးညှိနှိုင်းပြီးတော့ဒီထဲမှာငင်းငင်းကြီးပေါ်ဆောင်ပြီးတော့ကျွန်တော်တို့ရှိသွားမှာဖြစ်တယ်ဆိုပြီးတော့ဈေးဝင်ကြီးကြီးတန်ရာဟုကပြောကြားသွားတာကိုတွေ့ရတယ်။အဲ့တော့ဒီအချက်20ကိုအခြားအဖွဲ့အစည်းဖြစ်တဲ့ ဒီ Hamas ရဲ့ဒီတာဝန်ရှိတဲ့တာဝန်ခံတွေကဘလို့တုံ့ပြန်ပြီးပြောကြားခဲ့တာလဲအဲ့တော့၎င်းတို့တုံ့ပြန်ပြောကြားခဲ့တဲ့ပုံစံဘလို့ပုံစံလဲအဲ့ဒါလေးလည်းကျွန်တော် share ပေးချင်တယ်ခင်ဗျာဒါ Hamas ရဲ့အခြေတဲ့အရာရှိကမနေ့ကထုတ်ပြန်ခဲ့တဲ့သတင်းလည်းဖြစ်တယ်ခင်ဗျာ၎င်းပြောကြားချက်ကတော့ဒီအမေရိကန်ထုတ်ပြန်လိုက်တဲ့အချက်20ကဈေးဝင်ကြီးချုပ်ဗီဂျမင်နေတန်ယာဟုအမေရိကန်သမ္မတအင်ဖြူတော်ကိုရောက်ရှိပြီးမှ၎င်းတို့ပူးပေါင်းချန်စီပြီးတော့ဒီသတင်းတကားကိုကဘာကိုချပြလိုက်ခြင်းဖြစ်တယ်။ဒါကဈေးရဲ့စကားတန်ဒီအများကြီး ပါထားတယ်ဆိုတာကျွန်တော်တို့သိရတယ်နော်ဒါနဲ့ပတ်သက်ပြီးတော့ဒါအစ္စရေးကလက်ခံမှာဆိုတာလည်းကျွန်တော်တို့အစိုးရတွေကကြိုပြီးတော့တီးပြီးသားဖြစ်ပါတယ်ပေါ့နော်ဒီပါလက်စတိန်းနိုင်ငံတစ်ခုတည်ထောင်ဖို့ဆိုတဲ့ခေါင်းစဉ်အောက်ကနေသွားတာမဟုတ်ဘူးသူတို့သွားတဲ့အချက်20ကနော်ဒေတာအဲဒီဒေတာဆိုတဲ့ပုံစံကိုအသုံးနှုံးပြီးတော့သွားတာကိုဖြစ်တယ်နိုင်ငံတစ်ခုရဲ့ခေါင်းစဉ်အောက်ကသွားတာမဟုတ်တဲ့အတွက်ဒီပါလက်စတိန်းလူမျိုးတွေရဲ့လွတ်လပ်ခွင့်ကိုပိတ်ပင်လိုက်တယ်လို့ပဲကျွန်တော်တို့ခံစားရတယ်ကျွန်တော်တို့ကလွတ်လပ်ခွင့်ရကြတယ်လို့လက်နက်ကင်ထားတာဖြစ်တယ် လွတ်လပ်ခြင်းလို့ကျွန်တော်တို့လက်နက်ကင်ထားတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့လွတ်လပ်ခွင့်မပေးဘဲနဲ့ဒီလိုအချုပ်ချာအာဏာတွေအများကြီးကြားထဲကနေကျွန်တော်တို့ကိုရက်တီရှင်သန်ခိုင်းနေတာကကျွန်တော်တို့အဓိပ္ပာယ်မရှိဘူးပေါ့နော်ဒီအမေရိကန်ရဲ့ထုတ်ပြန်ချက်ကအဓိပ္ပာယ်မရှိဘူးပေါ့နော်ဒါဘယ်လိုပြောရမလဲဆိုရင်ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်ပေါ့ ဒီပါလက်စတီးနေကိုအဖက်ဖက်ကနေပြီးတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခမ်းကဏ္ဍတွေကိုပိတ်ဆို့ထားတယ်။အဲဆက်မပြတ်လေးချောင်းကနေပြီးတော့ Aziz IDS iOS စစ်တပ်ကနေပြီးတော့တိုက်ခိုက်ခဲ့တယ်။အဲပုံစံမတူညီတဲ့ပုံစံနဲ့အဲနေရာအသီးသီးကိုတိုက်ခိုက်ခဲ့တယ်။ဂါဇာတစ်ခုလုံးကိုလည်းစိတ်စိတ်အမွာမွာဖြစ်အောင်လုပ်ခဲ့တယ်။လုပ်ပြီးမှရော့ အဝေစားယူလိုက် ရော့အစားတော့ယူလိုက်ရော့ရေယူလိုက်ဒါလေးတွေနဲ့မင်းတို့ခြေနဲ့လိုက်ပါတော့ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ကိုလုပ်တယ်ပြီးတော့ကျွန်တော်တို့ကိုချန်စီယိုးကြီးတွေခတ်ပြီးတော့ဒီထက်မှာအချင်းထောင်သပွဲလိုကျွန်တော်တို့ကိုထားမယ်ဝင်ရင်လဲစစ်စေးမယ်ထွက်ရင်လဲစစ်စေးမယ်ကျွန်တော်တို့ကိုအဖက်ဖက်ကနေပိတ်ဆို့ထားမယ်အရေးယူထားမယ်ကျွန်တော်တို့ကိုလွတ်လပ်ခွင့်ရဲ့အရာစားကိုမပေးဘဲနဲ့အဲအရင်အတိုင်းပဲကျွန်တော်တို့ကိုချုံနှောင်ပြီးတော့ထားမယ်ပုံစံကြီးကတော်တော်စိတ်ပြက်စရာကောင်းတဲ့အမေရိကန်ရဲ့ ထုတ်ပြန်ကြေညာချက်ဖြစ်ကြောင်းလည်းဟာမတ်ရဲ့အခြေခံအရာရှိကပြောကြားသွားတာကိုတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့လုံးဝလက်မခံနိုင်ပါဘူးဆိုပြီးတော့ပြောကြားသွားပါတယ်။ဒါကိုပြန်လဲပြီးတော့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ရန်လည်းလိုအပ်ကြောင်းလည်းဒီဟာမတ်ရဲ့အခြေခံအရာရှိကပြောကြားထားပါတယ်။လက်ရှိအချိန်ထိတော့ကျွန်တော်တို့ဂါဇာကမ်းမြောင်တဲ့ကိုဒီအစည်းဒရုန်းအနေနဲ့လာပြီးတော့ဒီဓာတ်ုအမှွေတွေချတယ်တဲချတယ်ပြီးတော့အချိန်အရေးမနဲ့အဲလေကြောင်းကနေတိုက်ခိုက်တယ်ဒရုန်းတိုက်ခိုက်မှုတွေရော မကဘတ်တင်ကားနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေရော အာမျိုးစုံပေါ့နော်ကျွန်တော်တို့လက်ရှိအချိန်ကြီးကြုံတွေ့နေရတယ်ဒီကလေးသူငယ်တွေအပါအဝင်အရသာပြည်သူအမျိုးသားအမျိုးသမီးဒီလိုလူငယ်လူရွယ်တွေကိုဒီ idea စစ်တပ်ကတွေ့တဲ့နေရာမှာတွေ့တယ်လို့ထိမ့်သိမ့်နေဖန်းစည်းတယ်ဒီလိုအရေးယူဆောင်ရွက်မှုတွေကိုဆက်လက်ပြီးတော့ကျွန်တော်တို့ပလက်စတီးလူမျိုးတွေပေါ်မှာဇက်တိုက်နေစဉ်နဲ့ရက်ဆက်ကျူးလွန်နေတဲ့ပြစ်မှုတွေကိုချက်ချင်းရပ်ပေးဖို့ပဲကျွန်တော်ကတော့ပြောချင်တယ်အဲလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခန့်ကဏ္ဍတွေကိုအဲဘက်ပေါင်းစုံကနေပြီးတော့ဂါဇာကမ်းမြောင်တွေကိုဝင်ရောက်ဖို့အတွက်အထူးထားပြီးလှုပ်ဆောင်ဖို့လိုအပ်တယ်ဆိုပြီးတော့ဟမရဲ့အကြီးအကျယ်အရာ ရှိကပြောကြားသွားတာကိုတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ်။နောက်ထပ်ဒီအချက်20နဲ့ပတ်သက်ပြီးတော့လည်းကမ္ဘာပထဝီနိုင်ငံရေးလေ့လာ36ကားသူများရဲ့ပေါ်ပြချက်ကိုကျွန်တော်ထပ်ပြီးရှယ်ပေးခြင်းပါတယ်။အမေရိကန်ထုတ်ပြန်လိုက်တဲ့အချက်20ကပါလက်စတိနိုင်ငံရဲ့ခေါင်းစဉ်အောက်ကသွားတာမဟုတ်ဘူး။ဂါဇာကမ်းမြောင်နယ်မြေဒေသရဲ့ခေါင်းစဉ်အောက်ကသွားတယ် ်နော်ဒီထုတ်ပြန်ချက်တွေကဒါလွန်ခဲ့တဲ့ဒီလအစောပိုင်းပေါ့ဒီ2025ခုနှစ်အစောပိုင်းလောက်ကလေးကအမေရိကန်တမ်းလာတက်လာတဲ့အချိန်ကြီးကဒီအကြောင်းတွေကိုတွင်းတွင်းကျကျလူမှုကွန်ရက်စာမျက်နှာမှာချပြပြီးသားပြောပြီးသားဖြစ်တယ်အခုမှထပ်ပြီးဒီအကြောင်းနဲ့ပတ်သက်ပြီးတော့နောက်တစ်ခါထပ်ပြောတာဖြစ်တယ်ဆိုတာကိုပဲကျွန်တော်တို့ကမြင်နေပေါ့နော်အဲ့တော့ဒီဂါဇာကမ်းကြောင်ထဲမှာရှိတဲ့ဟာမတ်တပ်ဖွဲ့နဲ့ဒီအစေးအိုင်ဒီယာစစ်တပ်ကြားမှာဘယ်နည်းနဲ့မှအဖြစ်ခက်ရဲစဲရေးကိုဥတီမသွားနိုင်ဘူး ဘာကြောင့်လဲဆိုတော့ကမ္ဘာနိုင်ငံအသီးသီးကပါလက်စတီးနိုင်ငံပြန်လဲတီထောင်ဖို့ဆိုပြီးတော့ထောက်ခံခဲ့တယ်ပြောကြားခဲ့တယ်ပါလက်စတီးကိုလွတ်လပ်ခွင့်ပေးဖို့เนาะဒီတန်ဆူးချိုးတွေခတ်ပြီးတော့ဒီပိတ်ဆို့အရေးယူမှုတွေပြုလုပ်နေတာတွေကိုရပ်တန့်ဖို့เนาะအစည်းအနေနဲ့ဒီနယ်မြေတွေကိုချက်ထွင်းယူနေတာတွေကိုရပ်တန့်ပြီးတော့ပါလက်စတီးနိုင်ငံတစ်ခုကိုတိတိပြုလုပ်ပေးဖို့ဆိုပြီးတော့ကမ္ဘာနိုင်ငံအသီးသီးကတောင်းဆိုခဲ့တယ်ဒီတောင်းဆိုမှုတွေကိုလစ်လူရှုပ်ပြီးတော့အမေရိကန်သမ္မတထွန့်ကဒီဒီအချက်20ကိုဒီအချက်20ကိုပါလက်စတီးနိုင်ငံခေါင်းစဉ်အောက်ကမသွားဘဲနဲ့ဒီ ဂါဇာကမ်းမြောင်နယ်မြေဒေသရဲ့ခေါင်းစဉ်အောက်ကသွားတဲ့အတွက်ကြောင့်မလို့ဘယ်နည်းနဲ့မှအပြစ်ခတ်ရဲဆဲရေးကပြုလုပ်ဖို့ကြံ့ကြာနေဦးမှာပဲဖြစ်တယ်။ဘယ်နည်းနဲ့မှလည်းဖြစ်နိုင်မှုမရှိဘူးဆိုပြီးတော့ကမ္ဘာပထဝီနိုင်ငံရေးလေလာသုံးသပ်ကိုးကားသူအများစုနိုင်ငံရေးသမားတွေကပြောကြားထားတာကိုတွေ့ရပါတယ်။ဒီအကြောင်းလေးကိုကျွန်တော်အားလုံးကိုသိစေချင်လို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျ။နောက်ထပ်သတင်းတစ်ပုဒ်ကိုလည်းကျွန်တော်တင်ဆက်ပေးချင်ပါသေးတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရမန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ဒီအေဒင်ပင်လယ်ခွေပေါ့ဒီပင်လယ်ခွေမှာတွာလာနေတဲ့တင်မောအများစုကတော့ယူရိုကိုဝင်တဲ့တင်မောရှိတယ်ယူရိုကနေထွက်တဲ့တင်မောရှိတယ် ဒီတင်းမောတွေကကုံစီတင်းမောတွေဖြစ်တယ်ဒီပြောရမဆိုရေမိုင်အားဖြင့်ပြောရမဆိုရင်ကန်ယူရန်ကနေပြီးတော့ရေမိုင်128မိုင်အကွာအဝေးကနေသွားလာတာဖြစ်တယ်ဒီတင်းမောတွေကဒီလိုတင်းမောကြီးတွေကိုအဓိကပြစ်မှတ်ထားပြီးတော့ဒီဟူတီတပ်မဟာကနေပက်ထိန်ဒုံချီနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါလိမ့်ခင်ဗျဒီတိုက်ခိုက်ခဲ့တဲ့တင်းမောက Das Alan လွှင့်ထားတဲ့တင်းမောဖြစ်တဲ့ Das Alan ဆိုတာကျွန်တော်တို့ Netherland Alan လွှင့်ထားတဲ့ Alan လွှင့်ထူထားတဲ့တင်းမောကုံစီတင်းမောတစ်စီးကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ် ဒီသင်းမောကိုအလုံးစုံနစ်မြုပ်သွားအောင်ဒီဟူဒီတပ်မဟာကနေပက်ထရင်းဒုံးချီနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်အဲတိုက်ခိုက်ခဲ့ပြီးတော့ဒီသင်းမောပေါ်မှာလိုက်ပါလာတဲ့ဒီသင်းမောသားဝင်တဲ့အများစုကိုတော့ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်းလည်းထုတ်ပြန်လာတာကိုတွေ့ရပါတယ်အာဒါဘာကြောင့်တိုက်ရတာလဲဆိုတော့ဒီဂါဇာကမ်းကြောင်ထဲမှာလူမျိုးတုံးသက်ဖြတ်နေတဲ့အစည်းရဲ့လှုပ်ရက်ကိုချက်ချင်းအမြန်ဆုံးရက်တန့်အောင်ကမ္ဘာနိုင်ငံအသီးသီးအနေနဲ့လှုပ်ဆောင်ပေးဖို့ လိုအပ်တယ်ဆိုတာကိုကျွန်တော်တို့ပြောချင်းဖြစ်တယ်အဲဒီလိုလူမျိုးတုံးတက်ဖြတ်နေတာကိုအားပေးအားမြောက်လုပ်နေတဲ့နိုင်ငံတွေကိုလည်းအဲကျွန်တော်တို့သိစေချင်လို့ဒီလိုကုံစီတင်းမောတွေကိုအဓိက main ထားပြီးတော့ဟူတီတပ်ဖားကနေပြီးတော့ရေချောင်းကနေပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းဒီဟူတီစစ်ဘက်ဆိုင်ရာဌာနရဲ့တာဝန်ရှိသူဖြစ်သူအန်ဇာအလာကထုတ်ပြန်ထားတာကိုတွေ့ရပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီဗီဒင်ဒီရေချောင်းကုံသွေးဆိုင်ရာဌာနဖြစ်တဲ့ UKMTO ကနေပြီးတော့ထုတ်ပြန်လာပါတယ်ခင်ဗျကျွန်တော်တို့ဒီ dust အလံလွင့်ထားတဲ့တင်မိုဒစီအလုံးစုံနစ်မြုပ်သွားတယ်ဒီနစ်မြုပ်သွားခြင်းကတိုက်ခိုက်ခံရခြင်းဖြစ်တယ်တိုက်ခိုက်ခံရတာကကျွန်တော်တို့ဒီရမန်ဟူတီတပ်မဟာတွေတိုက်ခိုက်သွားခြင်းဖြစ်ကြောင်းလည်း၎င်းတို့ကအတည်ပြုထားတာကိုတွေ့ရပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုသိစေချင်လို့ဒီသတင်းလေးကို share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်နောက်ထပ်သတင်းကိုတင်ဆက်ပေးကြပါသေးတယ်ဟုတ်ကဲ့ခင်ဗျနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီဟမရတက်ခွဲအကစားတက်မဟာကနေဩဂလ20ကနေပြီးတော့ကျွန်တော်တို့ဒီစက်တင်ဘာလကုန်အထိပြုလုပ်ခဲ့တဲ့စစ်စင်ရေးနဲ့ပတ်သက်ပြီးရုပ်သံဗီဒီယိုဖိုင်တွေထုတ်ပြန်လာတာကိုတွေ့ရတယ်ခင်ဗျာ ဒီရုပ်တံတွေကဒါဂါဇာကမ်းကြောင်ထဲမှာရှိတဲ့ဒီဒီခန်ယူနစ်ဒေတာတွေကိုဇေးအိုင်ဒီယာစစ်တပ်ကနင်းမြေထိုးစစ်ဝင်ရောက်လာတယ်ဝင်ရောက်လာပြီးတော့ဒီအပြက်စီးတွေဖြစ်နေတဲ့ဒီပါလက်စတီးနီအိမ်တွေကိုဝင်ရောက်ပြီးတော့တပ်စခန်းတွေအဖြစ်အသုံးပြုပြီးတော့တပ်ဆွဲထားတယ်၎င်းတို့ကဒီတပ်စခန်းကြီးတွေကိုဒီဟမတ်ရဲ့ဒီတပ်ခွဲအေဂါဆာတပ်မဟာကနေပြီးတော့ဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့ရုပ်တံတွေဖြစ်တယ်ခင်ဗျာ ာတော်တော် ပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်ခဲ့တယ်တိုက်ခိုက်ခဲ့တယ်တစ်ဖက်နဲ့တစ်ဖက်အတိအပြောက်လဲများခဲ့ကြောင်းလဲဒီဧကစားတက်မဟာကဟမရက်တက်ခွေဧကစားတက်မဟာကထုတ်ပြန်ခဲ့တယ်ရုပ်တံတွေကတော့အများကြီးပဲဗျာနော်ဒီထဲမှာကျွန်တော်ထုတ်ပြန်လို့ရတယ်ဒီ YouTube မှာတင်ခွင့်ရတဲ့ရုပ်တံဗီဒီယိုဖိုင်လေးတွေကိုတော့အားလုံးကိုမြင်တွေ့အောင်ထည့်ပေးလိုက်ခြင်းဖြစ်တယ်ဒါကတော်တော်ပြင်းပြင်းထန်ထန်ဖြစ်ထားတဲ့ဒီနှစ်ဖက်ပစ်ခတ်မှုတွေတိုက်ခိုက်မှုတွေညင်ဝင်းတွေလည်းဖြစ်တယ်ဒါဧကစားတက်မဟာရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ကျွန်တော်တို့ပြုလုပ်ခဲ့တဲ့စစ်စင်ရေးကအတိအပြောက်များခဲ့ကြောင်းကျွန်တော်တို့ဒီဧကစားတက်မဟာကဒီဟမရက်တက်ခွေဖြစ်တဲ့တက်မဟာကတက်သားတွေလည်းအတိအပြောက်ရှိခဲ့တယ် ယ်ဒီ Zionwari IDS စစ်သားတွေကလည်းဒီအသေးအပြောက်များခဲ့တယ်ဆိုတဲ့အကြောင်းကိုထုတ်ပြန်ခဲ့တယ်ဒါနဲ့ပတ်သက်ပြီးတော့ Hebrew Dreams ဌာနအများစုကလည်းထုတ်ပြန်ထားတာကဒီဩဂလ20ရက်နေ့ကနေပြီးတော့ဒီစတင်မာလာဂုံအထိ ီ Hammer နဲ့ဒီအစည်းကြားထဲမှာပြစ်ခတ်မှုတိုက်ခိုက်မှုတိုက်ပွဲတွေကြောင်းမလို့ဒီအစည်း idea စစ်တပ်မှာစစ်သားအယောက်80ကျော်ထိဒဏ်ရာရရှိတယ်ပြင်းထန်ဒဏ်ရာရရှိကြောင်းလည်း၎င်းတို့ကပေါ်ပြထားအယောက်20ကျော်ကတော့တည်ဆုံးကြောင်း၎င်းတို့ရဲ့ပြောကြားချက်အရာသိရတယ်အဲအစည်းဒီစစ်ဘက်ဆိုင်ရာဌာနချုပ်ကတော့ဒီအသေးအပြောက်တွေဒဏ်ရာရတွေကိုထုတ်ပြန်လေးမရှိပါဘူးခင်ဗျာ ဒါဟီဘရူသင်အများစုကတော့ဒီအကြောင်းလေးတွေကိုဒီစေယုံဒီ hyper မှာရှိတဲ့စေယုံတွေဒီ event မှာရှိတဲ့စေယုံတွေစစ်စေယုံတွေကနေပြီးတော့ရသလောက်သတင်းလေးတွေယူပြီးတော့၎င်းတို့ကထုတ်ပြန်လေးရှိတယ်ခင်ဗျာဒီလမ်းတွေမှာဆိုလဲဒီ macabre တင်ကားတွေဒီနေမီထိုးစစ်တဲ့ဝင်လာတဲ့ဒီအစည်း idea ရဲ့ macabre တင်ကားတွေကိုဟာမရတက်ခွဲတွေကအသင့်ထောင်ထားတဲ့ဘုံတွေနဲ့တော့တိုက်ခိုက်ခဲ့တယ်ခြုံခုပြီးတိုက်ခိုက်ခဲ့တာပေါ့နော်အဲနောက်ပြီးတော့ဒီအဝေးကနေပြီးတော့ဒီတရငါမမကြီးတွေကိုအသုံးပြုပြီးတော့ပြစ်ခတ်ရှင်းလင်းတိုက်ခိုက်ခဲ့တယ်ဒီလိုတိုက်ခိုက်မှုတွေဆက်လက်ပြီးတော့အဲဒီဟာမရတက်ခွဲအေကာစာတက်မဟာလူအေကူတာတက်မဟာ ာတို့ဒီတက်မဟာတွေကနေဇက်တိုက်အဲဒီမျက်မြင်ထိုးစစ်တဲ့ကိုကျူးကျော်ဝင်ရောက်လာတဲ့ idea စစ်တက်ကိုအဲချုံခိုတိုက်ခိုက်နေကြောင်းအဲကမ္ဘာတရင်ဌာနအများစုကလည်းရုပ်တံအနေနဲ့ထုတ်ပြန်ထားတယ်ကျွန်တော်အနေနဲ့လည်းအားလုံးကိုမြင်တွေ့ရအောင်ဒီသတင်းလေးကို share ပေးခြင်းဖြစ်တယ်လက်ရှိဒါဂါဇာကမ်းကြောင်တွေမှာစတင်မာလဂုံထီတိုက်ခိုက်ခဲ့တဲ့မြင်ကွင်းတွေလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီသတင်းလေးကိုကျွန်တော်အားလုံးကိုသိစေချင်လို့ share ပေးခြင်းဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါသေးတယ်ဟုတ်ကဲ့နောက်ထပ်သတင်းကတော့ဒီဂျာမနီအခြေတိုက်သတင်းကြီးထုတ်ပြန်ခဲ့တဲ့သတင်းလေးကိုကျွန်တော်အားလုံးကို share ပေးခြင်းပါတယ် ီဂျာမနီလေတပ်ကနေပြီးတော့၎င်းတို့ရဲ့တိုက်လေရင်အများစုကိုဒီဥရောပတပ်ပေါင်းစုတခုဖြစ်တဲ့နေတိုးစစ်အခြေစိုက်စခန်းကြီးကိုပို့ဆောင်နေကြောင်းသိရပါတယ်။ဒါကလွန်ခဲ့တဲ့နှစ်ရက်ကလေးကနေပြီးတော့ယနေ့ထိပို့ဆောင်နေခြင်းဖြစ်တယ်လို့လဲဂျာမနီအခြေစိုက်သတင်းကနေဖော်ပြထားတာကိုတွေ့ရတယ်။အလားတူပဲအမေရိကန် စစ်အခြေစိုက်စခန်းအများစုမှာလည်း၎င်းတို့ရဲ့ဒီဝင်းရင်စီဖြစ်လေရင်တွေထိတောင်းဒီဥရောပကိုခြေဆန့်ပြီးတော့ NATO စစ်အခြေစိုက်စခန်းကိုလာရောက်ပြီးတော့ပို့ဆောင်နေကြောင်းသိရတယ်အဲ Jet Fighter အများစုလည်းပါဝင်နေဆိုပြီးတော့ကမ္ဘာသတင်းဌာနအများစုကဖော်ပြထားတာကိုတွေ့ရတယ်ခင်ဗျဒီသတင်းနဲ့ပတ်သက်ပြီးတော့လက်ရှိကမ္ဘာပထဝီနိုင်ငံရေးလေလာသုံးသပ်ကိုးကားသူများရဲ့ဖော်ပြချက်ကဒါကြီးမားတဲ့စစ်ပွဲတပွဲဖြစ်သွားနိုင်တဲ့အနေအထားမျိုးမှာရှိကြောင်းဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့ရက်အစောပိုင်းကပဲဒီဥရောပရဲ့တမဟာကြီးဖြစ်တဲ့ NATO နဲ့ရုရှားကြားထဲမှာတင်းမာမှုတွေ တော်တော်ကိုဖြစ်ခဲ့တယ်ပေါ့နော်ဒါကိုလည်းဒီအမေရိကန်သမ္မတထွန်းကဒီကုလသမဂ္ဂအထွေထွေညီလာခံကနေပြီးတော့ဒီနေတိုးကိုကျွန်တော်တို့ဒီဥရောပမှာလုတ်ပိုင်ခွင့်အလုံးစုံလွှဲပေးထားတယ်ပေါ့နော်ဒီရုရှားနဲ့ဒီနေတိုးကြားထဲမှာတင်းမာမှုတွေရှိနေတာကျွန်တော်သိတယ်သို့တော်ဒီယူကရိန်းနယ်မြေဒေသတွေကိုဆုံးရှုံးထားတဲ့ယူကရိန်းရဲ့နယ်မြေဒေသတွေကိုရုရှားသိမ်းပိုက်ထားတဲ့နေရာတွေကိုပြန်လည်ပြီးတော့ယူကရိန်းအနေနဲ့တိုက်ယူခွင့်ရှိကြောင်းအမေရိကန်သမ္မတထွန်းကပြောကြားခဲ့တယ်အဲ့တော့ ဒီပြောကြပြီးသိမကြခင်မှာပဲရုရှားကဒီဥရောပနိုင်ငံရူမေးနီးယားတို့ဘာအားတို့ဒီဒိမတ်တို့ဒီပိုလန်တို့ဒီလိုနေရာတွေကိုဇက်တိုက်ရုံးနေနဲ့အဲဆန့်ချီတာမျိုးတွေပေါ့နော်ဆန့်တက်တဲ့ပုံစံမျိုးတွေလွှတ်ချီတာတွေရှိတယ်။အဲ့ဒါကိုနီတိုဘက်ကနေပြီးတော့ဇက်တိုက်နော်ဒါတွေကိုပြစ်ခတ်ခဲ့တယ်တိုက်ခိုက်ခဲ့တယ်အခြေအတင်းတွေဖြစ်ခဲ့တယ်ပေါ့နော်။အခုလက်ရှိစစ်ဘက်ဆိုင်ရာဒီလက်နက်တွေနောက်တဲ့ခဲယမ်းတွေနောက်ထပ်ကျွန်တော်တို့ဒီတိုက်လေရင်တွေဂျက်ဖိုက်တာတွေဒီဝင်ရရနေစီဖြည့်တဲ့ဒီလေရင်တွေပါအမေရိကန်ကကူညီခဲ့တယ် အခုဒီနေတိုးဒီစစ်အခြေဆိုင်စခန်းကိုပို့ဆောင်ထားတယ်ဆိုတာကိုလည်းကမ္ဘာသတင်းတွေကဖော်ပြထားတယ်ဂျာမန်ကလည်းလုံးဝအလုံးစုံသူ့ရဲ့ဒီတပ်စခန်းကနေပြီးတော့ဒီဂျက်ဖိုက်တာအများစုကိုနေတိုးရဲ့ဒီစစ်ဘက်ဆိုင်ရာစခန်းနေမှာပို့ဆောင်ထားတယ်ဆိုပို့ဆောင်ထားတယ်ဆိုတာကိုဒီဂျာမန်သတင်းဌာနကနေဖော်ပြထားတာကိုတွေ့ရတယ် ဒါကိုပြန်ကြည့်မယ်ဆိုရင်ကဘာမှာဒီစစ်ပွဲကြီးတပွဲကိုဖန်တီးဖို့အတွက်လုံလောက်တဲ့အင်အားတွေကိုဖြည့်တင်ပေးထားတယ်နေတိုးကိုဘောနဖြည့်တင်ပေးထားတယ်ဆိုပြီးတော့ကမ္ဘာပထဝီနိုင်ငံကြီးလေးလာတုံ့သက်သူတွေကပြောကြားထားတယ်။ဒီတစ်ဖက်မှာရှိတဲ့ရုရှားစစ်ဘက်ဆိုင်ရာဌာနကတော့ဘာမှထုတ်ပြန်ထားခြင်းမရှိဘူး။ရုရှားငြိမ်းနေတာကိုတွေ့ရတယ်။ ဒီငိန်နေခြင်းနဲ့ပတ်သက်ပြီးတော့ယူသားမှုမရှိဘူးလို့လည်းကမ္ဘာပထဝီနိုင်ငံရေးလေလာသုံးသပ်ကိုကားသူတွေကဖော်ပြထားပါလေ။ဟုတ်ကဲ့ပါ။ဒီသတင်းနဲ့ပတ်သက်ပြီးတော့ထူးခြားတာဆက်ရှိလဲဆိုရင်ကျွန်တော်ထပ်ပြီးတင်ပေးပါမယ်။လောလောဆယ်ဒီသတင်းလေးထူးလို့ကျွန်တော်အားလုံးကိုသိစေချင်လို့အဲ share ပြလိုက်ခြင်းဖြစ်တယ်။နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးချင်ပါသေးတယ်။ဟုတ်ကဲ့ခင်ဗျ။ဒီသတင်းလေးကအီရန်နိုင်ငံနဲ့ပတ်သက်တဲ့သတင်းလေးဖြစ်တယ်ခင်ဗျ။လွန်ခဲ့တဲ့၄ရက်ကကုလသမဂ္ဂအထွေထွေညီလာခံကနေပြီးတော့အီရန်နိုင်ငံနဲ့ပတ်သက်ပြီးတော့ပိတ်ဆို့အရေးယူမှုတွေချမှတ်ခဲ့ပါလေ။၎င်းတို့ချမှတ်သွားတဲ့ပုံစံလေးကဒီ ကုတန်းရောင်းဝယ်ရေးနဲ့ဆိုင်တဲ့စီးပွားရေးကိုပိတ်ဆို့အရေးယူမှုချမှတ်ခဲ့တယ်။နောက်ထပ်ကျွန်တော်တို့ဘန်လုပ်ငန်းနဲ့ဆိုင်တဲ့ပိတ်ဆို့အရေးယူမှုတွေကိုချမှတ်ခဲ့တယ်။နောက်ထပ်ခရီးသွားတဲ့ဆိုင်တဲ့ပိတ်ဆို့အရေးယူမှုတွေကိုချမှတ်ခဲ့တယ်။နောက်ထပ်ဒီစစ်ဘက်ဆိုင်ရာစစ်လက်နက်ပစ္စည်းနဲ့ဆိုင်တဲ့ပိတ်ဆို့အရေးယူမှုတွေကိုထပ်မံပြီးအတိအကျချမှတ်ခဲ့ကြောင်းကုလသမဂ္ဂအထွေထွေညီလာခံကနေတရားဝင်ထုတ်ပြန်သွားတာကိုတွေ့ရတယ်။ဒါနဲ့ပတ်သက်ပြီးတော့ရုရှားနဲ့တရုတ်ကကန့်ကွက်ခဲ့ကြောင်းကြေညာသွားတာကိုတွေ့ရတယ်။၎င်းတို့ရဲ့ပြောကြားချက်ကတော့ကုလသမဂ္ဂအထွေထွေညီလာခံကနေအီရန်ပေါ်မှာထပ်မံပြီးပိတ်ဆို့အရေးယူမှုတွေချမှတ်တာဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်တယ်။ ြောင့်လဲဆိုရင်လက်ရှိအီရန်ကကမ္ဘာနိုင်ငံအသီးသီးနဲ့တန်တမန်ဆက်ဆံရေးတွေပြုလုပ်ထားတယ်။အမေရိကန်လိုနိုင်ငံမျိုးနဲ့တော့အကောင်းဆုံးတန်တမန်ဆက်ဆံရေးပြုလုပ်ထားတာကိုတွေ့ရပါတယ်။ယူရိုနိုင်ငံတွေဖြစ်တဲ့ဂျာမနီ၊ပြင်သစ်၊ဗြိတိန်လိုနိုင်ငံမျိုးနဲ့တန်တမန်ဆက်ဆံရေးတွေပြုလုပ်နေပြီးတော့၎င်းတို့စီးပွားရေးနဲ့ဆိုင်တဲ့ကူတန်းရောင်းဝယ်ရေးတွေ၊ဗန်လုပ်ငန်းတွေနောက်ထပ်ဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင်တဲ့ပညာရေးတွေအခက်အခဲအများစုကိုအင်တိုက်အားတိုက်အီဒန်ကပြုလုပ်နေတဲ့အချိန်မှာ ဒီကုလသမဂ္ဂကနေပြီးတော့ဒီလိုပိတ်ဆို့အေးအေးယူမှုတွေအီရန်နိုင်ငံပေါ်မှာထပ်မံပြီးပြုလုပ်လိုက်တာကအီရန်ကကမ္ဘာနိုင်ငံတွေနဲ့ပိုပြီးဝေးရကိုမောက်ထုတ်လိုက်တာနဲ့အတူတူပဲဖြစ်သွားကြောင်း၎င်းတို့ကပြောကြားသွားတာကိုတွေ့ရပါတယ်။ဒါအင်တန်ကိုစိတ်မကောင်းဖြစ်ရကြောင်းလဲတရုတ်နဲ့ရုရှားကပြောကြားသွားတာကိုတွေ့ရတယ်ခင်ဗျ။ဟုတ်ကဲ့ဟုတ်ကဲ့ပါ။နောက်ထပ်ဒီအီရန်နိုင်ငံစစ်ဘက်ဆိုင်ရာသတင်းဌာနရဲ့ထုတ်ပြန်ချက်ပေါ့နော်။၎င်းတို့နိုင်ငံရဲ့တောင်ပိုင်းမှာနျူကလ িয়ার ဓာတ်အားပေးစက်ရုံတတိယမျိုးဆက်စက်ရုံ၄ရုံပေါ့နော်။ဓာတ်ပေါင်းပို၄ပို့ပေါ့နော်။ ိဆောက်သွားဖို့ရှိကြောင်း၎င်းတို့ကထုတ်ပြန်ခဲ့တယ်။ဒါကကျွန်တော်တို့နဲ့ရုရှားနဲ့ပူးပေါင်းပြီးတော့ဒီနျူကလ িয়ার တအားပေးစက်ယုံ၄ယုံတိဆောက်သွားမှာဖြစ်တယ်။အမေရိကန်ဒေါ်လာ25ဘီလီယံဘိုးထိစာချုပ်ချုပ်ဆိုထားကြောင်း၎င်းတို့ကပြောကြားသွားတာကိုတွေ့ရတယ်။ဒါအီရန်စစ်ဘက်ဆိုင်ရာအခြေစိုက်သတင်းဌာနကထုတ်ပြန်ခဲ့ထုတ်ပြန်တဲ့သတင်းလည်းဖြစ်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုသိသိချင်းလို့ဒီသတင်းလေးတွေကိုရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါသေးတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီ2026ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာအာ ပစိဘောလုံးအတင်းပေါ့နော်ဒီပြိုင်ပွဲကိုဝင်ရောက်ရှင်းပြိုင်ခွင့်ပိတ်ပင်ဖို့အတွက်ကပနိုင်ငံအသီးသီးမှရှိတဲ့ဘောလုံးအဖွဲ့ချုပ်တွေကနေပြီးတော့အဲတောင်းဆိုခဲ့ဒီတောင်းဆိုမှုမှာလည်းဒီကပပေါ်မှာထင်ပေါ်ကြော်ကြားတဲ့အဲကစားသမားကြီးတွေကလည်းထောက်ခံခဲ့တယ်နော်ထောက်ခံခဲ့ကြဥမာပြောရမယ်ဆိုရင်မန်ယူအသင်းမှာကစားဘူးတဲ့ဒီကမ်တိုနာပေါ့ဒီလိုပုံကောကလည်းဒီအစည်းကိုဒီကပဖလာဝင်ရောက်ရှင်းပြိုင်ခွင့်မှာပိတ်ပင်ပေးဖို့နောက်ကြတော့အစည်း ဒီနိုင်ငံမှာရှိတဲ့အားကစားနဲ့ပတ်သက်တဲ့အရာအားလုံးကိုပိတ်ပင်ပေးဖို့ကန်တိုနာဒီမန်ယူမှာကစားဘူးတဲ့ဒီကန်တိုနာလိုပုံကောကနေပြီးတော့တောင်းဆိုခဲ့တာကိုတွေ့ရတယ်အဲ့လိုပဲအဲကစားသမားအများစုကအာဒီပစည်းအသင်းကိုဒီအားကစားနဲ့ပတ်သက်ပြီးတော့အားလုံးပိတ်ပင်ဖို့တောင်းဆိုခဲ့တယ်နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်အများစုကလည်းဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်စာမျက်နှာမှာတွင်းတွင်းကြဲကြဲချပြပြီးရေးသားပြီးတော့ပစည်းအသင်းဝင်ရောက်ရှင်ပြိုင်ခွင့်ဒီကမ္ဘာဖလားကိုရှင်ပြိုင်ခွင့်ဒီပိတ်ပင်ဖို့တောင်းဆိုခဲ့တာလည်းအများကြီးရှိပါတယ်ခင်ဗျ ဒါကျွန်တော်အလွယ်လေးချပြလိုက်တာကတော့ Man U ကစားသမားဟောင်းတအူးဖြစ်တဲ့ကမ်တိုနာလိုပုံကွာလေဒါကိုအစည်းအသင်းကိုပိတ်ပင်ဖို့အတွက်တောင်းဆိုခဲ့တယ်၎င်းရဲ့ခြား၎င်းပြောကြားသွားတာကမ်တိုနာပြောကြားသွားတဲ့အချက်လေးကတော့ရှင်းရှင်းလေးပဲအဲပထမဆုံးဒီယူကရိန်းနဲ့ရုရှားစစ်ဖြစ်တယ်ဒီစစ်ပွဲမှာရုရှားကယူကရိန်းကိုကျူးကျော်တဲ့အတွက်ကြောင့်မလို့ဒီရုရှားကို ကဘာကနေပြီးတော့ပိတ်ဆို့အေးအေးယူမှုတွေလုပ်တဲ့ဒီကဘာဖလားကလည်းနှင်းထုတ်တယ်နောက်ကျအားကစားနဲ့ပတ်သက်တာအရာအားလုံးကိုပိတ်ဆို့တယ်အဲဒီမျိုးမျိုးနဲ့စီးပွားရေးပိတ်ဆို့မှုတွေအရာအားလုံးကိုလှုပ်ဆောင်နေဆိုတဲ့အကြောင်းကိုဒီကန်တိုနာဆိုတဲ့ဒီဘောလုံးကစားသမားကြီးကနေပြောကြားခဲ့တယ်အဲအခုလည်းအစည်းကိုဒီပုံစံအလားတူလှုပ်ဆောင်ရမှာဖြစ်တယ်လို့လည်းဒီမန်ယူကစားသမားဟောင်းဖြစ်သူကန်တိုနာကပြောကြားသွားတာကိုတွေ့ရတယ်ဒီလိုမျိုးတင်ပေါ်ကြောကြားတဲ့ကစားသမားကြီးတွေကအဲအစည်းကိုပိတ်ပင်ဖို့တောင်းဆိုလာတယ်ဒီ UEFA ကိုတင်ပြခဲ့တယ်ဒီမှာနိုင်ငံအသီးသီးကလည်း UEFA ကိုတိုက်ရိုက်တင်ပြနေတယ်ဘောလုံးအဖွဲ့ချုပ်တွေကတင်ပြနေတော့ ဒီ UEFA ကနေပြီးတော့ဆုံးဖြတ်ချက်တခုဒီ FIFA နဲ့ပေါင်းပြီးတော့ချမှတ်သွားတာကိုတွေ့ရတယ်အဓိကတော့ဒီအမေရိကန်ရဲ့ဖိအားအောက်ကိုရောက်သွားတယ်လို့အဲကမ္ဘာပထဝီနိုင်ငံကြီးလေးလာတုံးသက်သူအများစုကပြောကြားထားတယ်ခင်ဗျာနော်ဒီ UEFA ဘောလုံးအဖွဲ့ချုပ်ရော FIFA ရောကအမေရိကန်ရဲ့ဖိအားအောက်ကိုရောက်ရှိသွားကြောင်းကျွန်တော်တို့ကပေါ်ပြထားတာကိုတွေ့ရတယ်အားကြောင့်လဲဆိုတော့ UEFA ရဲ့ထုတ်ပြန်ချက်ကကျွန်တော်တို့အစည်းဘောလုံးအသင်းကိုပေါ်တော့ အဲကျွန်တော်တို့ဒီကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်ခွင့်ကိုပိတ်ပင်မှာမဟုတ်ဘူးပေါ့နော်အဲဒါကိုလည်းကျွန်တော်တို့အစည်းဘောလုံးအဖွဲ့ချုပ်ထံကိုအဲစာရေးပြီးတော့ပို့ပြီးသွားပြီဆိုပြီးတော့ဒီ FIFA ကနေပြီးတော့အဲထုတ်ပြန်လာတာကိုတွေ့ရတယ်ပြောချင်တာကဘာလဲဆိုတော့အမေရိကန်ကလုံးဝဒီအစည်းဘောလုံးအတင်းဟိုကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်ခွင့်နဲ့ပတ်သက်ပြီးတော့လုံးဝပိတ်ပင်လို့မရဘူးလို့ပြောကြားသွားတာကိုလည်းတွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီ UEFA ဘောလုံးအဖွဲ့ချုပ်ကလည်းဒါကိုလက်ခံပါတယ်ကျွန်တော်တို့ အစည်းအသင်းကိုအဲပိတ်ပင်မှာမဟုတ်ဘူးဆိုပြီးတော့ပြောကြားလာတာကိုတွေ့ရတယ်ဒါကိုလည်းဒီအစည်းဘောလုံးအဖွဲ့ချုပ်ထံကိုစာရေးသားပြီးပို့ပြီးတော့ပြောကြားပြီးဖြစ်တယ်လို့ UFA ကနေပြီးတော့ထုတ်ပြန်လိုက်တာကိုတွေ့ရတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုသိစေချင်လို့ share ပေးခြင်းဖြစ်ပါတယ်လက်ရှိကတော့အမေရိကန်ရဲ့ PR အောက်ကို UFA ဘောလုံးအဖွဲ့ချုပ်ရောက်ရှိသွားခြင်းဖြစ်တယ်လို့လည်းကမ္ဘာပထမနိုင်ငံရေးလေလာသုံးသပ်သူအများစုကဖော်ပြထားလို့ကျွန်တော်ဒီသတင်းလေးကို share ပေးခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်ဟုတ်ကဲ့နောက်ထပ်သတင်းကဖိလစ်ပိုင်နိုင်ငံစီဘူးပြည်နယ်မှာမနေ့တော့ကဒေသစံတော်ချိန်22နာရီဝန်းကျင်ခန့်က 6.9အဆင့်ရှိတဲ့ပြင်အားကြီးတဲ့ငရင်တစ်ခုလှုပ်ခတ်သွားပါတယ်ဒီငရင်လှုပ်ခတ်မှုကြောင့်မလို့အဲစီပူပြည်နယ်မှာရှိတဲ့အရတားပြည်သူ60နှစ်မှာကိုဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။150ကျော်ဝင်းရှင်ကပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းကယ်ဆယ်ရေးအများစုကပြောကြားထားတာကိုတွေ့ရပါတယ်။၎င်းတို့ဒီထပ်မံပြီးတော့ဒီအပြည့်စည်တွေပြိုကျပြည့်စည်မှုတွေအောက်ကနေပြီးတော့လူတွေကယ်ဆယ်ရေးတွေထပ်မံလှုပ်ဆောင်နေတဲ့တည်ဆုံးမှုတွေထပ်မံပြီးတော့မြင့်တက်လာနိုင်ကြောင်းလဲ ဒီဖိလစ်ပိုင်အာနာပိုင်အဖွဲ့အစည်းကထုတ်ပြန်ထားတယ်လို့ဒီဒေတာမှာရှိတဲ့အဲသတင်းမီဒီယာအများစုကလည်းဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးလူဦးရေ9000ကျော်လောက်ကတော့ဒီဒေတာကနေထွက်ပြေးတင်းရှောင်ပြီးတော့ တော့အကြောင်းသိရတယ်ခင်ဗျလက်ရှိဒီဖိလစ်ပိုင်နိုင်ငံမှာကယ်ဆယ်ရေးနဲ့ပတ်သက်ပြီးတော့အင်တိုက်အားတိုက်တော့လှုပ်ဆောင်နေတယ်လို့တွေ့ရပါတယ်เนาะဒါကကျွန်တော်တို့မြန်မာနိုင်ငံနဲ့တွက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလှုပ်သွားတဲ့ငလျင်ဒုတိယအကြိမ်လှုပ်တုံးကပြင်းအားနဲ့ထပ်တူဖြစ်နေကြောင်းလဲကျွန်တော်တို့မြန်မာနိုင်ငံအခြေတိုက် သတင်းတွေရောဖိလစ်ပိုင်အခြေတိုက်သတင်းတွေကရောထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးနဲ့တီးပြီးသားဖြစ်ပါလိမ့်မယ်ကျွန်တော်ရုပ်သံလေးတွေနဲ့အားလုံးကိုမြင်တွေ့အောင်ထည့်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျနောက်ထပ်သတင်းကိုကျွန်တော်တင်ဆက်ပေးချင်ပါသေးတယ်ဒီသတင်းကတော့ဂါဇာကမ်းမြောင်နဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်ခင်ဗျ လက်ရှိဂါဇာကမ်းကြောင်တွေကိုအစည်းကဆက်လက်ပြီးတော့ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ဂါဇာကမ်းကြောင်တွေမှာရှိတဲ့ဒီဇိုက်တွန်ရက်ွက်ပေါ့ဒီရက်ွက်ကိုအဓိကပြင်ပထားပြီးတော့အစည်းကတိုက်ခိုက်ခဲ့တယ်။အထူးသဖြင့်တိုက်ခိုက်သွားတာကဒီဇိုက်တွန်ရက်ွက်ထဲမှာရှိတဲ့ဒီအဖာလာကြောင်ဒုက္ခတွေစကန်းပေါ့ဒီဒုက္ခတွေစကန်းကိုပြင်ပထားပြီးတော့အစည်းကတိုက်ခိုက်သွားခြင်းဖြစ်တယ်ခဏဒီတိုက်ခိုက်မှုကြောင့်မလို့ဂါဇာထဲမှာရှိတဲ့ပါလက်စတိအရသာပြည်သူကလေးသူငယ်နဲ့တက်ကြီးရွယ်ဦးအမျိုးသားအမျိုးသမီး20နဲ့မှ3ဦးသေဆုံးမှု ရှိခဲ့ကြောင်းဂါဇာကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာအခြားလူအယောက်30ကျော်လောက်ဒဏ်ရာရရှိသွားကြောင်းလည်း၎င်းတို့ကထုတ်ပြန်ကြေညာထားပါတယ်ဟုတ်ကဲ့ပါဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုတည်တည်ခြင်းလို့ရုပ်တံလေးတွေနဲ့တကွာแชร์ပေးလိုက်ခြင်းဖြစ်ပါတယ်လက်ရှိဂါဇာကမ်းရောင်ထဲမှာအပြစ်ကရက်စဲရေးပြုလုပ်ရန်အမေရိကန်က ထုတ်ပြန်ထားတော်လဲ အစည်းအဝေးဝါဒီ iOS idea စစ်တပ်ကနေလေချောင်းကနေကြီးမားတဲ့တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေကြောင်းကမ္ဘာသတင်းဌာနအများစုကဖော်ပြထားပါတယ်။ဒါအစည်း idea စစ်တပ်ကဒီ Nezak Gate တွေပေါ့ Nezak Gate တွေဆိုတာကျွန်တော် Jordan Gate ရှိတယ်ဒီ Egypt ဘက်က Gate ရှိတယ်နောက်ထပ်ကျွန်တော်တို့ဒီ Lebanon ဘက်က Gate တွေရှိတယ်ဒီ Gate တွေအားလုံးကိုပိတ်ဆို့ထားခြင်းကဒါလူသားချင်းစာနာမှုထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဒီ Gate တွေအားလုံးကနေဝင်လာဖြစ်တယ်။ဒီအားတွေအားလုံးကိုပိတ်ပြီးတော့ဒီ Gaza ထဲမှာရှိတဲ့ Palestine အရသာပြည်သူတွေကို ဒီစာဝတ်နေရေးလုံးဝမပြည့်စုံအောင်ထားတယ်စေဝါလုံးဝမပြည့်စုံအောင်ထားတယ်ဒီနောင်စာစီပေါ့73စီတွေစေယုံတွေကိုလက်ပတ်ဖို့အတွက်73စီတွေကိုလုံးဝပြက်လက်နေအောင်ထားတယ်ဒီလိုလှုပ်ထားတဲ့အဓိကအကြောင်းရင်းကတော့စစ်စင်ရေးသဘောအနေနဲ့လှုပ်ထားခြင်းဖြစ်တယ်နောက်ထပ်ကျွန်တော်တို့ဒီဒီကောင်းငင်ကနေပြီးတော့ဒီ ဒီဓာတုအငွေတွေနော်ဒီအစိမ့်ငွေလိုသဘောမျိုးအရာတွေကိုဒီအမြဲတမ်းဒီနေ့စဉ်ရက်ဆက်ပေါ်ဒီ drone နဲ့ဒီအစိမ့်ငွေတွေကိုဖြန့်ပြီးတော့ဒီပလတ်စတီးအရသားပြည်သူတွေပေါ်မှာကျဲချတာကိုတွေ့ရတယ်ဒီလိုကျဲချတဲ့ကြောင့်ဒီခန္ဓာကိုယ်ပေါ်မှာကျတယ်ဆိုရင်ခန္ဓာကိုယ်တွေကအရေပြားတွေလောင်သွားတယ်နောက်ထပ်ကျွန်တော်တို့ရှူမိလိုက်တယ်ဆိုရင်အဆုတ်တွေထိခိုက်ပျက်စီးသွားတယ်လို့ဒီဂါဇာကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်လာတာကိုတွေ့ရပါတယ်ဒါ is idea စစ်တပ် iOS စစ်တပ်ကနေပြီးတော့နေ့စဉ်ဒီဂါဇာထဲမှာလူမျိုးတုံးတပ်ဖြတ်မှုကိုဇက်တိုက်ပြုလုပ်နေကြောင်း သိရပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုမြင်တွေ့ရအောင်ရုပ်သံလေးတွေလည်းထည့်ပေးထားပါတယ်အားလုံးကိုသိစေသိစေခြင်းနဲ့စိတ်နဲ့ share ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ပြောချင်တဲ့စကားကတော့အားလုံးတည်ပြီးသားလည်းဖြစ်တယ်ကဘာကြီးအေဂျင့်တာယာမှုအပေါင်းကြားရောက်ဖို့ ਨੇ ကျွန်တော်တို့မြန်မာနိုင်ငံကြီးငြိမ်းချမ်းတာယာမှုအပေါင်းကြားရောက်ဖို့စုပေါင်းမြေတားတွေပို့သပေးဖို့ကျွန်တော်ဒီနေရာကနေအနုညွန်းတောင်းဆိုလိုက်ပါတယ်ကျွန်တော်တို့ဂါဇာကမ်းရောင်နဲ့ပတ်သက်ပြီးတော့ immersion တွေအနေနဲ့တက်နိုင်တဲ့ဘက်ကနေပြီးတော့ဆွတ်တကားတွေထုတ်ပေးဖို့ဟာချက်နံပါတ်တွေဖတ်ပေးဖို့ဒီအတွက် ဆူတောင်းမြေတားတွေပို့တာပြီးဖို့ကျွန်တော်အနုညွန်တောင်းဆိုလိုက်ပါတယ်ဒေါက်တာဆူဆူဝါဝါအချိန်ဒီမှာဂါဇာကမ်းကြောင်ရောက်ရှိနေပါတယ်ဒါကိုအထူးဂရုစိုက်ပြီး image တွေပြုလုပ်ပေးဖို့ကျွန်တော်မြေတားရက်ခံလိုက်ပါတယ်အခြားကျွန်တော်ပြောချင်တာကတော့လူမျိုးကြီးဝါဒကိုလက်ကင်ထားပြီးတော့ဘာသာရေးအစွန်းရောက်စကားတွေပြောနေတဲ့အဖွဲ့အစည်းမြစ်တိအဖွဲ့အစည်းမဆို၎င်းတို့ရဲ့ရုပ်တံဗီဒီယိုဖိုင်တွေလူမှုကွန်ရက်စာမျက်နှာဘယ်စာမျက်နှာမှာပဲတက်လာတက်လာအားလုံးကို block ပေးပါနော်လုံးဝသူတို့နဲ့တွားပြီးဒီဘိတ်မလုံးမိပါစေနဲ့သူတို့ကိုနေရာလုံးဝမပေးမိပါစေနဲ့ကျွန်တော်ဒီနေရာကနေအနုညွန်တောင်းဆိုလိုက်တဲ့ထပ်မံပြီးတော့ပြောကြားလိုက်ခြင်းဖြစ်တဲ့ ဒီဘာသာရေးအစွန်းရောက်စကားပြောနေတဲ့မြည်တိအဖွဲ့စည်းမြည်တိလူမျိုးပဲဖြစ်နေဖြစ်နေလုံးဝသူတို့ကိုနေရာမပေးမိဖို့ကျွန်တော်ဒီနေရာကနေထပ်မံပြီးတိုက်တွန်းလိုက်ပါတယ်ဘာသာရေးအစွန်းရောက်တွေကသူတို့စီမှာလူစိတ်ဆိုတာမရှိဘူးဗျအဲ့တော့သူတို့ကိုလုံးဝနေရာမပေးမိပါစေနဲ့ကျွန်တော်ဒီနေရာကနေထပ်မံပြီးတော့တိုက်တွန်းလိုက်ပါရစေအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေလို့ပြောလိုက်ပါရစေခင်ဗျ